က်ဆန်ပက်ဆန်ပက်ဆန်ပက်ဆန်လို့ပြောလိုက်တာ ਨੇ ဘယ်လိုမျိုးခံစားလိုက်ရလဲဘဝမှာပက်ဆန်ကအရန်ကိုအရေးကြီးရယ်ပေါ့နော်ဒါပေမဲ့တချို့ကြလဲပက်ဆန်ကအရာရာမဟုတ်ဘူးပျော်ရွှင်မှုကိုငွေနဲ့ဝယ်လို့မရဘူးဆိုပြီးတော့အမျိုးမျိုးဒါကွဲလွဲတာကြီးလည်းရှိရယ်ပေါ့နော်ဒါပေမဲ့တချို့အရာတွေကပက်ဆန်ရှိမှ လုံးလို့ရတာပါဥပမာအိမ်လိုချင်တဲ့ ပတ်စံရှိမှဝယ်လို့ရတယ်။ဒါပညာရေးကိုဆုံးခန်းတိုင်အောင်လို့ဒါအဆင့်တနည်းရအဆုံးမရှိလေ့လာနိုင်အောင်လို့ပတ်စံရှိမှရတယ်။ပတ်စံရှိမှကိုချစ်တဲ့သူတွေကိုလိုချင်တာတွေကိုရဲ့ဒါဆွေမျိုးသားချင်းတွေကိုဒါပျော်ရွှင်အောင်လို့လက်ဆောင်တွေပေးလို့ရတယ်။ကျမ်းမာရေးတွေစီးတွေကုလို့ရတယ်ဒါပတ်စံရှိမှလုံးလို့ရတဲ့အရာတွေပေါ့နော်အဲ့လိုတွေတွေးပြီးတော့ကိုယ့်ရဲ့ပတ်စံကဒါကောင်းတဲ့ပတ်စံလားမကောင်းတဲ့ပတ်စံလားအခု ကိုယ့်ရဲ့အိတ်ထဲမှာရှိတဲ့ပတ်စံကိုယ့်ရဲ့လက်ထဲမှာရှိတဲ့ပတ်စံကငိုးနေလားပျော်ရွှင်နေလားရီမောကခုန်နေလားဆိုတာကအရန်ကိုအရေးကြီးသွားပါပြီကိုယ့်လက်ထဲမှာရှိတဲ့ပတ်စံကတော့ပျော်ရွှင်နေဖို့အရန်အရေးကြီးပါတယ်ဒီနေ့ review ပေးမဲ့စာအုပ်ကတော့ဂျပန်နိုင်ငံရဲ့နာမည်ကြီးစာရေးဆရာပေါ့နော် Happy Manny ဆိုတဲ့စာအုပ်အဲ့စာအုပ်ကလေးကိုတင်းညာနာနေ ပြီးတော့ဘာသာပြန်ထားတာ မူရင်းစာရေးသူကဒါဒီလိုမျိုးငွေချင်းနဲ့ပတ်သက်တဲ့စာအုပ်တွေငွေချင်းနဲ့ပတ်သက်တဲ့သင်တန်းတွေကိုဖြန့်ပြီးတော့ဒါနမည်ကျော်တဲ့အောင်မြင်မှုတွေရနေတဲ့စာရေးဆရာအဲ့ဒီအရမှာ Happy Money ဆိုတဲ့စာအုပ်လေးကနယူးယောက်ထိုင်းမှာဘတ်ဆေးလာဆက်ရင်းဝင်သွားတဲ့စာအုပ်ပေါ့နော်ဒီမှာဆိုရင်ငွေကြေးနဲ့ပတ်သက်တာတွေကိုအခန်း၅ခန်းနဲ့အဲရေးဖွဲ့ထားတယ်။ဒီစာအုပ်ကိုဖတ်မယ်ဆိုရင်ငွေကြေးနဲ့စိတ်ချမ်းသာမှုကိုတပြိုင်တည်းရရှိစေမယ့်နည်းလမ်းတွေ၊ရွှေသောစိတ်ဖြင့်ငွေကြေးစီမံခန့်ခွဲနည်းတွေ အနှုတ်သဘောဆောင်နဲ့ငွေကြေးခံယူချက်ကနေပြီးတော့လွတ်မြောက်စေမယ့်နီးလန်းနေမိမိကိုယ်ကိုပုံမနာလဲပြီးတော့ငွေချင်းနဲ့ပတ်သက်ပြီးတော့အမြင်တစ်တွေရရှိစေမယ်ဆောက်ငွေချင်းနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ခံယူချက်တွေကိုယ့်ရဲ့အမြင်တွေကိုဘယ်လိုမျိုးရှုထောင့်နေရှိလဲဆိုတော့တလွာချင်းစီတလွာချင်းစီနဲ့လုံးဝကိုအဲဒီထိတ်သိရမယ်ဆောက်ပေါ့နော်ကိုယ်ထဲမှာရှိတဲ့ငွေကပျော်ရွှင်လားမပျော်ရွှင်ဘူးလား อืมဥပမာကိုကအဲလစာရမယ်ဝင်ငွေတစ်ခုရမယ်ပေါ့နော်ကိုမှာ income တစ်ခုရမယ်ဆိုရင်အဲ့ income ကိုဘယ်လိုမျိုးဆက်ဆက်လဲအဲ့ဒီလစာရတော့မလားကုန်မယ်လာကုန်တော့မယ်လစာရတော့မှာပဲလို့ပြောလိုက်လစာရပြီမဲငါပါတီလုပ်ရအောင်မှာဘယ်အကျွေးတွေပေးအောင်မှာဘယ်ဗီဒီယိုဆောင်အောင်မှာဆိုပြီးညှီးညူပြီးတော့နေတက်လာပေးဆောင်လိုက်ပြီပတ်စံကတော့ထွက်သွားတာပဲထွက်သွားပြီမဲ့လေညှီးညူပြီးဟင်းငါတရားရလေပတ်စံကကုန်ပေါက်ဘဲဆိုပြီးတော့ညှီးညူဆောင်အောင်ပြီးတော့ ထွက်သွားလာဒါတွေကအရန်ကိုအရေးကြီးရယ်ပေါ့နော်ငွေကြီးကိုတတ်ရှိလူသားတယောက်ပေါ့နော်ခန်းစားတတ်တဲ့လူသားတယောက်လို့ကျွန်တော်တို့တွေအဲစဉ်းစားကြည့်အောင်ငွေရကိုစီကိုလာတော့မယ်လမ်းခုလမ်းမှာရောက်နေပြီတကားပေါဝါကိုရောက်နေပြီအဲ့မှာတကားခောက်လိုက်တယ်ဟယ်လိုဆိုပြီးတော့ငွေကြီးကကိုစီကိုလာနေပြီဒါပေမဲ့တကားဖွင့်ဝင်ခြင်းမှာပဲနင်ဘာလို့ခုမှလာတာတော့ ငါမှနင့်ကိုဘယ်ဟိုပေးစရာလဲရှိရဲ့နင်ကဘယ်ဗီဒီယိုဆောင်းမယ်ငါဘလို့ဖြစ်နေပြီဟိုမီတာဗီဒီယိုဘလို့ဖုန်းဗီဒီယိုဘလို့ဒီအင်္ဂလကတွေကဘလို့ဆိုတဲ့စူပူချိန်အောင်မှုမျိုးနဲ့သူ့ကိုခီးဥကြိုလိုက်မယ်တင်တာငွေချင်းနေရာမှာဆိုရင်ရောဟင်းအင်းဆိုပြီးကျွန်တော်သားဆိုတော့လှည့်ပြန်သွားမှာမလာတော့မလာတော့နင့်စီကိုငါမလာတော့ဆိုပြီးလှည့်ပြန်သွားမှာအဲ့လိုပဲငွေကိုထွက်တော့မယ်ကိုယ့်လက်ထဲမှာရှိနေပြီငွေရတော့ရောက်နေပြီ ပေးဆောင်တော့မယ်ဒီဘေးကလည်းဆောင်ရပြန်ပြီဒီဘေးကလည်းတလားတကားဟွာပြန်သူ့ကိုပေးထွက်မယ်ဆိုတော့မှပျော့ပျော့ရွှင်ရွှင်နဲ့မပေးထွက်ဘဲနဲ့စူပူစောင့်အောင်နေမယ်ဆိုငွေရကိုစီမှာနေခြင်းမမလားတက်ရှိအနေနဲ့စဉ်းစားမယ်ဆိုရင်လုံးဝငွေရသူပျော်တဲ့စီမှာပဲနေမယ်လीအဲ့ကြောင့်မို့ချမ်းသာတဲ့သူကပိုးပို့ပြီးချမ်းသာတယ်တဲ့ဆင်းရဲတဲ့သူကဆင်းရဲမြဲတိုင်းဆင်းရဲမယ်တဲ့ချမ်းသာတဲ့သူကငွေကို attractive ဖြစ်တယ် ငွေကိုဆွဲဆောင်နေတယ်အာငွေကိုရှာရတာကြိုက်တယ်ဆိုတဲ့ကြောင့်မို့သူတို့ကချမ်းသာပြီးချမ်းသာကြတာဒီအဲ့ဒါလုံးဝလှိဝတ်ချက်တရားတစ်ခုပေါ့နော်အဲ့တော့ဒီ happy money ဖြစ်ဖို့အတွက်ကိုဒါတစ်ခုပဲသူ့ရဲ့လုံးဝလှိဝတ်ချက်ကတစ်ခုပဲငွေဝင်လာတဲ့အချိန်လေကျေးဇူးတင်တတ်တဲ့စိတ်လေးနဲ့ငွေဝင်ငွေဝင်တာကိုလက်ခံမယ်ငွေထွက်သွားတဲ့အချိန်လေကျေးဇူးတင်တဲ့စိတ်လေးနဲ့ထွက်သွားမယ်ဒါပေမဲ့မေးခွန်းထုတ်စရာရှိတယ်ဘာလဲဆိုတော့ ကိုတိရနေဘေးတထောက်ဆောင်ပြီးတော့ငွေထွက်သွားပါတယ်ဆိုတော့မှကျေးဇူးတင်ရအောင်ပါလားဆိုတဲ့ဟာဥပမာကိုကဘေးဆောင်ပြီအဲ့ငွေဒါကိုလက်ထဲမှာမရှိရင်အဲ့ဘေးမဆောင်နိုင်ဘူးအဲ့ဒါဆိုဘလို့လုံးမှာငွေရှိနေလို့ဒါကျွန်တော်တို့အဲ့ဘေးကိုဆောင်နိုင်တယ်ဝယ်နိုင်တယ်သုံးနိုင်တယ်စားနိုင်တယ်အဲ့တော့ကျေးဇူးတင်ရမယ်။သူငါးစီမှာရှိနေလို့ဒါဒီငွေချင်းငါးစီမှာရှိနေလို့ဒါငါဒီဘေးတွေကိုစောင့်နိုင်နေကျေးဇူးတင်ပါတယ်။ ဲ့လိုမျိုးဗီဒီယိုအဆုံးမှာကျွန်တော်ပထမမေခွန်အတိုင်းပဲပြန်ပြီးတော့မေးစီခြင်းနဲ့အခုကိုယ့်လက်ထဲမှာရှိတဲ့ပတ်စံတွေကငိုကြွေးနေတဲ့ပတ်စံတွေလားရီမောပျော်ရွှင်နေတဲ့ပတ်စံတွေလားဒါလုံးဝကိုအရေးကြီးရဲ့ကဲဒါဆိုရင်ကျွန်တော်ဒီနေ့ဗီဒီယိုကတော့ဒီလောက်နဲ့ပဲရန်နာလိုက်မယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ခြင်းနဲ့နောက်ထပ်နောက်ထပ်နောက်ထပ်ဒီလိုမျိုး စာအုပ်ကောင်းတွေပေါ့နော်ကျွန်တော်ဖတ်ပြီးတော့ညွှန်းကျင်တဲ့ဟာတွေကိုလည်းကျွန်တော်ဆက်ပြီးညွှန်းပေးသွားပါအောင်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်